ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်နီးပြဖြစ်တဲ့ Ruben Amorim ကတော့ Wolverhampton နဲ့ရှင်ပိုင်ကစားမဲ့ပွဲစဉ်ဟာသူတို့ Manchester United တွေဘာမဆိုဖြစ်သွားနိုင်နေဆိုပြီးတော့ပြောထားတယ်ဆိုတော့ဒါကကျွန်တော်အနေနဲ့ထပ်ပါတော့ဒီ press conference မှာပြောတာဗောနော press conference ကဟိုတနေ့ကပွဲပြီးနဲ့သူတို့ဒီလှုပ်လိုက်တယ်ဆိုတဲ့အခါကျတော့ထူးထူးခြားခြားကြီးတည်နေပြီမဟုတ်တော့ဘူးဗောအဲ့ဒီမှာသူဘာပြောထားလဲဆိုတော့လာမယ့်ကျွန်တော်ရှင်ပိုင်ကစားရမယ့် Wolverhampton နဲ့ပွဲရဲ့ရလက်ကလည်း ဘာမဆိုဖြစ်သွားနိုင်စွမ်းရှိတယ်ပေါ့နော်ပရီးမီးယားလိဂ်တမိုင်းမှာတရာဒီလုံးမနိုင်ခဲ့တဲ့အတင်တင်ဆိုတာလုံးဝမှမရှိခဲ့တာပေါ့အဲ့တော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ပွဲမှာလည်းသူတို့နိုင်သွားတာလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်အတင်ကစားသမားတွေအနေနဲ့တိုးတက်ဖို့လိုတယ်အနားယူကြဖို့ကျွန်တော်လိုတယ်လေ့ကျင့်မှုတွေအများကြီးလုပ်ရမယ်ကျွန်တော်တို့အတွက်ပွဲတိုင်းကအခက်ခဲတဲ့ပွဲကြီးပါပဲဆိုပြီးတော့သူပြောထားတယ်တော်တော်ကိုဘယ်လိုပြောမလဲတော်တော်ကိုအံ့အားသင့်စရာကောင်းလောက်တဲ့ စကလုံးတွေပါကျွန်တော်မြင်ယုံယုံတော်မယုံနိုင်ဘူးပေါ့နော်ဒီစကလုံးတွေကမန်ချက်စတာယူနိုက်တက်ရဲ့နီးပြတယောက်စီကနေပြီးတော့လာတဲ့စကလုံးတွေဆိုတာကျုံတော်မယုံနိုင်ဘူးဗျာလက်ရှိပရီးမီးယားလိပွဲတင်15ကျွန်တော်တို့ကစားကြမယ်နော်ကျွန်တော်တို့က15ကစားမယ်ဥပန်ဟန်တာဟာ14ပွဲကစားပြီးသွားပြီ14ပွဲကစားပြီးသွားပြီနော်14ပွဲကစားပြီးသွားပြီသူတို့ဘယ်သူ့ကိုမှသူတို့မနိုင်ဘူးအဲ့ဒါကိုကျွန်မကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တွေးမှရအာဘာမှမစိုးဖြစ်သွားနိုင်ပါတယ်ဆိုတာကြီးတွေးရတာကြီးက တကယ်တမ်းတော့ဗျာသိလားတော်တော်ကိုညံ့ဖျင်းလို့နဲ့နီးပြတယောက်စီကနေပြီးတော့ကြားတဲ့စကားလုံးမျိုးပဲအသင်းတိုင်းနီးပါကနော်ကျွန်တော်တို့ကအနိုင်ယူပြနေတဲ့အသင်းမျိုးမိမမေပရီးမီးယားလိတမိုင်းတစ်လျှောက်မှာဟိုဘယ်လိုပြောမလဲတပွဲမှရှုံးတဲ့တပွဲမှမနိုင်တဲ့အသင်းဆိုတာရှိရဲ့ပဲပြောပြောမရှိဘူးပဲပြောပြောအဲ့ဒါဒီကိုရီနဲ့တွေ့တဲ့အခါဖြစ်မလာဖို့အရေးကြီးတယ်ဘူဘန်ဟန်တန်ကျွန်တော်တို့အနေနဲ့၁၄ပွဲကန်တဲ့နေရာမှာနှစ်ပွဲတည်ကြပြီးတော့၁၂ပွဲရှုံးထားတယ် ဲ့ဒါကိုနဲ့တွေ့မှအနိုင်ရရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်เสียအကြောင်းကိုကျွန်တော်မရှိဘူးဖြစ်เสียအကြောင်းကိုမရှိဘူးဆိုတော့နီးပြားတယောက်ဟာဟိုပွဲမစခင်မှာတောင်မှဒါမျိုးဖြစ်နေတယ်ဆိုလို့ချင်းကျွန်တော်ကစားမားတွေကိုဘလူသွားပြီးတော့ဒီပွဲကိုအကောင်းဆုံးရှင်မြိုင်ကစားဖို့ကျွန်တော်တို့သူ manage လုပ်မယ်သူဟာပွဲတစ်ပွဲကိုကျွန်တော်အနေနဲ့အနိုင်ရဖို့အတွက်ပြင်ဆင်မယ်ဆိုတာမျိုးသူ့မှာမရှိဘူးသူမှဘာရှိလဲဆိုတော့ကစားသမားတွေကပွဲတွေကိုနိုင်အောင်ကစားဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးပဲရှိတယ်။အခုပြောရတာကျွန်တော်ကြည့်ရတာ ဒါကြောင့်ကစားမားတွေအနေနဲ့တိုးတက်ဖို့လိုတယ်ဆိုတာရွေးသူပြောသွားတယ်။သူ့ရဲ့နီးစနစ်တွေကပိုကောင်းမှုလိုတာမျိုးရောမဖြစ်နိုင်ဘူးလား။ဟုတ်တယ်မလား။ကျွန်တော်တို့ Uber Handan လို့အသင်းမျိုးကိုတောင်းမှအာငါတို့ကတော့ဘာမှမဆိုဖြစ်သွားနိုင်မှာလေဟေးဆိုပြီးတော့ပုံစံမျိုးနဲ့တွေးနေရတာကြီးကဘလို့မှအတိတ်ပဲမရှိဘူး။နောက်ဆုံးပရီးမီးယားလိပွဲစဉ်၅ပွဲစလုံးကိုရှုံးနေထားတယ်။၁၄ပွဲကျန်တဲ့နေရာမှာခန်းစစ်က22ဂိုးကြီးကျွန်တော်ပေးထားရတယ်။တိုက်စစ်က9ဂိုးပေးသူတို့ရထားသေးတယ်။ Goal different -22 ကြီးကျွန်တော်ရှိတဲ့အသင်းကိုကိုရီနဲ့တွေးမှဘာမှမဆိုဖြစ်သွားနိုင်မှာလေဆိုတာမျိုးက ဘယ်လိုမှလက်ခံနိုင်စွမ်းရှိတဲ့အနေအထားမျိုးဟုတ်မလို့မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးရဲ့နီးပြတယောက်စီကဒါမျိုးစကားထွက်တာတော်တော်ယွန်စရာကောင်းလွန်ပါတယ်တော်တော်ယွန်စရာကောင်းလွန်ပါတယ်ဆရာဘယ်လိုပြောမလဲဟိုနားကိုမလဲနိုင်ဘူးဗျာကိုရီးယားသိတယ်မလားဟို ရှေ့မှာအမှတ်ယူရမယ့်ပွဲတွေကျွန်တော်လည်းမယူနိုင်ဘူးအဘန်နဲ့နဲ့ပွဲမှာလည်း10ယောက်17ယောက်ကျွန်တော်ကစားရတာအိမ်ဝင်းမှာနိုင်အောင်ကန်တင်လားနိုင်အောင်ကန်တင်တဲ့ပွဲမျိုးနိုင်အောင်မကန်နိုင်ဘူးနီးပြတယောက်စီကနေပြီးတော့နိုင်အောင် manage လုပ်နိုင်စွမ်းသူ့မှာမရှိဘူးเนาะပြီးလည်းပြီးရောကျွန်တော်အနေနဲ့ အခုပြီးခဲ့တဲ့နေ့ကကျွန်တော်ကစားကြတဲ့ပွဲမှာဆိုလို့ရှိရင်လည်းတရီအပြင်ကျွန်တော်တို့အနေနဲ့ဝမ်ဇီနဲ့နိုင်တာဝက်ဆမ်လို့အသင်းမျိုးကိုဝမ်ဇီနဲ့နိုင်တာကိုခန်းစစ်ပိတ်ကစားတဲ့နီးပြမျိုးဒီလိုဒီလိုဒီလိုနီးပြအခုလည်းပဲဝူပန်နဲ့တဲ့ပွဲမှာဘာဘာဖြစ်လာမယ်မသိဘူးပေါ့ဆိုတော့တကယ်ပါဘလို့ဘလို့မှလက်ခံနိုင်စရာအချင်းကြီးတချို့ကျွန်တော်ပြောတာဝူပန်ဟန်တဲ့နဲ့ပွဲမှာ90ဖြစ်စီမ90ဖြစ်စီတရီကြသည်ဖြစ်စီဂျူနယ်ကနီးပြရဲ့အနာဂတ်ကိုအပြောင်းလဲအဲ့ဒီအပွဲပေါ်မှာမူတည်နေတယ်ဆိုတာမျိုးကြီးကဖြစ်ကိုမဖြစ်တင်တာ ဒီကြားထဲမှာကျွန်တော်တို့အနေနဲ့ပေါ့နော်ပြီးခဲ့တဲ့ကျွန်တော်ကိုယ့်ရဲ့အတော်တွေမှာ၃ပွဲလောက်ကန်ခဲ့ရတာဖြစ်တဲ့အတွက်ကြားထဲမှာအပြောင်းလဲတွေနော်မလုတ်ချင်သေးလို့ထားလိုက်တာကျွန်တော်ခဏထားအောင်ဒါပေမဲ့လို့ငါတို့ကတော့ဝူပန်ဟန်နဲ့ပွဲပြီးပြီဆိုတာနဲ့နိုင်လို့ရှိရင်တော့ MOD ကိုဆက်ထားမယ်ဟေးဆိုတဲ့ပုံစံမျိုးကဘလိုမှန်ကူမဖြစ်တင်တာဘလိုမှန်ကူမဖြစ်တင်တာကျွန်တော်တို့နီးပြတဲ့ရဲ့အနာဂတ်ကိုပွဲလေးတပွဲရဲ့ရလတ်နဲ့ကျွန်တော်မဆုံးဖြတ်သင့်ဘူးကျွန်တော်ရဲ့ဆုံးဖြတ်ချက်ဒီအခုကလေးကထုတ်မယ်ဆိုတာမျိုးဖြစ်နေရမှာအပြောင်းလဲလုပ်မယ်ဆိုတာမျိုးဖြစ်နေရမှာ အပြောင်းလဲလုပ်မယ်ဆိုတာမျိုးကျွန်တော်တို့ဖြစ်နေရမှာစဉ်းစားကြည့်ပြအခုလက်ရှိဝူပန်နဲ့နဲ့ပွဲကိုကျွန်တော်တို့ဥဒီရမလားအော်ကိုရီးယားတော့အားခဲထားရတာငါတို့ဒီပွဲကတော့9တင့်มาတယ်ပေါ့အဝေးဝင်းမကတော့အိမ်ဝင်းပဲဖြစ်ဖြစ်မင်းတိတ်မဂျားဝင်းပဲကန်ကန်အဲ့ဒါမလားအဖက်မယူနိုင်တဲ့အခြေအနေမျိုးမှာကိုတင်ရဒီလိုပွဲမျိုးမှာနိုင်ကိုနိုင်နေရမှာကစားသမားတွေဒါဒီဘက်ဒါပြောတာကိုကျွန်တော်တို့အနေနဲ့မြင်သွားမယ်ဆိုဘယ်လိုလုပ်မလဲနော်မမြင်စရာမကြားစရာတော့မရှိဘူးပေါ့လေတိုးတော်လေးပဲကစားသမားတွေဘက်ကတွေးကြည့်ကျွန်တော်တို့ဘယ်လိုဘယ်လိုဘယ်လိုရင်ဆိုင်ဘယ်လိုလိုပြင်ဆင်ရမလဲ နီးပြကပြိုင်ပနီးပြကိုအသာစီးရအောင်ကြိုးကြိုးစားပေးပါမယ်ပြင်ဆင်ပေးပါမယ်ကျွန်တော်မရှိဘူးကစားမားတွေကတူတက်ဖို့လိုတယ်ဆိုတာကြီးပဲသူ့ဘက်ကတူတက်ဖို့လိုတယ်သူ့ဘက်ကပြင်ဆင်ဖို့လိုတယ်ဆိုတာကိုမရှိဘူးဝါရီယိုလာတို့ဘာလို့နေနဲ့တခါတလေမှသူတို့လိုအပ်ချက်တွေကြောင့်သိရမလားနော်တိုင်းဘက်သွားနေဆိုတော့ပွဲစဉ်တွေပြောတာရှိတယ်ကျွန်တော်ဘယ်ဒုံးကမှအမူရင်ဟာသူ့ကြောင့်ကျွန်တော်နေနဲ့ပြဿနာတက်သွားပါတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဘယ်ဒုံးကမှမကြားဘူးအခုလည်းပဲဝူပန်နဲ့ပွဲမှာကျွန်တော်အနေနဲ့ဘာမှမစိုးဖြစ်သွားနိုင်ပါတယ်ဆိုတဲ့စကားမျိုးကတော်တော်ကိုလူကြောက်ဆန်လို့နေစကားမျိုးပါ ော် United ရဲ့နီးပြားတယောက်အနေနဲ့ကျွန်တော်အဲ့လိုစကားထွက်လာတော်တော်ကိုလူကြောက်ဆန်လုံးပါလေတကယ်တမ်းကဒီပွဲဆိုတာမျိုးကကျွန်တော်သူ့ဟာနေသူဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်ကနိုင်နေရမှာနိုင်ဖို့ကျွန်တော်တို့အနေနဲ့ပေါ့နော်သူတို့ဖြစ်နေရမှာအဆင့်20ကအတင်းပြားသူ့အတူတရာဒီလုံးပရိမားလေးတမိုင်းတလျှောက်လုံးမှာဘယ်လိုအတင်းမျိုးနဲ့ဘယ်လိုအတင်းမျိုးပဲတပွဲမှန်ရှုံးအပါလဲမနိုင်ဘူးဆိုတော့ဟိုဟိုတမိုင်းမျိုးမရှိဘူးပဲပြောပြောသူတို့နိုင်ပွဲတွေကိုရီနဲ့တွေ့တဲ့အခါကြုံတဲ့နိုင်ပွဲမျိုးဖြစ်ကို ဖြစ်ဖြစ်လာစရာအကြောင်းမရှိဘူးဖြစ်ရမှာတကယ်တမ်းက ကျွန်တော်နီးပြမှာအဲ့လိုအခြေအနေမျိုးရှိမနေတော်တော်ကိုရည်စရာကောင်းလွန်ပါတယ်เนาะဒီနီးပြရဲ့လက်ရှိအသင်းကိုဥဆောင်နေတဲ့ဒီကစားမားတွေကိုဥဆောင်နေတဲ့အနေထားတွေကတကယ်ကျွန်တော်တို့ဖြစ်တန်းလာတဲ့နီးပြတွေမှာဆိုလို့ရှိရင်ဒီလောက်ထိဒီလောက်ထိဒီလောက်ထိအကြီးချင်းမဲ့တဲ့နီးပြမျိုးကျွန်တော်လုံးဝကိုမတွေ့ဘူးဒီလောက်ထိ United ကိုဘယ်လိုပြောမလဲဆွဲချရဘူးတဲ့နီးပြမျိုးကျွန်တော်တွေ့ကိုမတွေ့ဘူးညီကတို့ရောဘယ်လိုမြင်ကြလဲလက်ရှိဝူပန်နေတဲ့ပွဲမှာနီးပြပြောပုံရဆိုလို့ရှိရင်တွားပြီငါတို့တော့เนาะ ဟိုဒီပွဲလဲတိတ်မျောနေချက်မရှိဘူးလို့ထင်ကြတာညီကိုတော့ဒါမို့ကျွန်တော်တို့ဘလို့ပဲဖြစ်ဖြစ်နော်ငါတို့ကစားပုံစိုးနေတောင်မှဘူပန်နဲ့နဲ့ပွဲကတော့9လောက်မှာပါလို့ညီကိုတို့တွေးကြတာတွေးနေကြပါအောင်အားလုံးကိုချစ်သမားကြီးတမားလေး